ပြင်သက်နိုင်ငံပါရီမြို့တော်မှာအကြီးစားမီးလောင်မှုကြီးတစ်ခုဖြစ်ပွားပြီးအရေအတွက်ရာကနန်းရှိတဲ့မီးတပ်ဝန်တန်းတွေကနာယီတွေနဲ့အချီအချင်းယူပြီးစ조사နှိမ့်သက်ခဲ့ရပါတယ်။ပါရီရဲ့အကြီးဆုံးအမှိုက်ပြက်လေသက်စင်ရေးစက်ရုံတစ်ခုမှာဧပြီ9ရက်ညနေပိုင်းကစပြီးမီးလောင်မှုဖြစ်ခဲ့တာပါ။ Sigton Paris 17စက်ရုံရဲ့မြေအောက်ထပ်ကနေစပြီးပမာဏအလုံးအရင်းနဲ့မီးလောင်မှုဖြစ်ပွားခဲ့တာလို့မြို့တော်ဝန်ကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားပါတယ်။စက်ရုံဝန်ထမ်းအားလုံးကိုရွှေ့ပြောင်းပေးထားပြီး မင်းငိမ့်သက်ရေးကိုလှုပ်ဆောင်နေကြောင်းအဲ့ဒီဧရိယာတဝိုက်ကိုရှောင်ရှားကြစေလိုကြောင်းလဲသူကတိုက်တွန်းထားပါတယ်။ပါရီမြို့တော်အနောက်မြောက်ပိုင်းစိမ့်မြေကန်နာမှာတရှိတဲ့ဆက်ယုံမိလောင်မှုအတွင်ထိခိုက်ဒဏ်ရာရတဲ့တရင်တော်မကြားရသေးပါဘူး။ဒါပေမဲ့မိခိုးလုံးတွေဥထွက်နေတဲ့နေရာတဝိုက်မှာနေထိုင်သူတချို့တော့မိခိုးမော်တဲ့တန်ကိုခန်းစားခဲ့ရပါတယ်။မိသက်ဝန်ထမ်းအင်အား200လောက်ကအ мян ဆုံးရောက်လာပြီးမိကိုထိမ့်ချုပ်နှိမ့်သက်ဖို့စူးစမ်းပေမဲ့မိပမာဏအရမ်းများတာကြောင့်ဆက်ယုံတစ်ခုလုံးကိုကူးဆက်လောင်ကျွမ်းခဲ့တယ်လို့ မြို့တော်ဝန်ကဆိုပါတယ်မျက်မြင်တွေကတော့မီးတောက်တွေနဲ့မီးခိုးတွေဥထွက်နေတဲ့အဆောက်အအုံမြင်ကွင်းဟာလွန်ခဲ့တဲ့6နှစ်ကပါရီမြို့တော်ကျက်တရေဆောင် Notre Dame ဘုရားကျောင်းချီမီးလောင်ခဲ့တဲ့ဖြစ်စဉ်ကိုတော့ပြန်အမှတ်ရစေတယ်လို့ပြောကြားထားပါတယ်ရှင်